ဘရောက်ပန်းဆိုတာညမာလူမျိုးတွေရဲ့နှစ်တကူထိမ့်မှဖြစ်ပါတယ်။ညမာ7နှစ်ရာသီတွေမှာတကူလာဆိုတာညမာနှစ်တကူလာမှာဘရောက်ပန်းတွေဝေစာစာပို့မှုကြတာ။ညမာလူမျိုးတွေကဘရောက်ပန်းတွေကိုဗုဒ္ဓဘုရားရှင်ကတ်လူကြီးပန်းစင်းချင်းမှာအသုံးပြုကြပါတယ်။ဘရောက်ပန်းနဲ့ပတ်သက်တဲ့ကြပြားတွေတချင်းတွေဝိတုဇ္ဇလန်းတွေလည်းအများပြားရှိပါတယ်။ဘရောက်ပင်ကိုညမာနိုင်ငံအလာဝန်နိုင်ငံထိုင်းနိုင်ငံနဲ့အိန္ဒိယနိုင်ငံရှေ့မြောက်ပိုင်းတို့မှာတွေ့ရှိရပါတယ်။ဘရောက်ပင်ကရေပုံရအပြည့်အလေနဲ့အမျိုးစားပင်မျိုးဖြစ်ပြီး ဘရောက်ပြန်ရေပုံအားဖြင့်လည်းလည်းမျိုးစားပင်မျိုးဖြစ်ပြီးတော့30မီတာနဲ့30မီတာဒီရှည်လေးရတက်ပြီးတော့အချင်းကပြေသမခုနှစ်မီတာလောက်ရှိပါတယ်6တူရာဒီနေမှာပေါက်ရောက်လာမျိုးစားဖြစ်ပြီးတော့အပင်ပြင်ကွန်ကအညိုရောင်ဖြစ်ပြီးတော့ပွာရောင်ပါတယ်အသွင်းသားကတော့အနည်းငယ်ပြော့ရှိပြီးတော့အပွင့်နေက20သတ္တမ25စင်တီမီတာရှည်လေးရပြီးတော့ပွာရောင်ရှိပါတယ်အသွင်းသားကတော့အနည်းငယ်ပြော့ရှိပါတယ်ပွင့်နေက20သတ္တမ25စင်တီမီတာရှည်အဝါရောင်ရှိပါတယ် ။ရွက်ရှိစစ်တန်နေဟာ5.9စင်တီမီတာရှည်လည်ရပါတယ်။ဘရောက်သီးရစိစံနှစ်ခု၃ကပါရှိတက်ပြီးတော့အတောက်တန်ရှိပါတယ်။အဲ့ဒါကို၄ .5 အခုနှစ်စင်တာမှရှိတယ်။အတောင်ပန်ခဲတွေကမွေးပန်းလေးများပြဝန်းရထားပါတယ်။ဘရောက်သားတက်မှမျိုးစားပြပြီးတော့ခိုင်ခန့်ချင်းချမစားခြင်းလို့ကြောင့်အိမ်တိုင်းနေအိမ်ပြင်ဗီဒီယိုတွေလှဲပင်းနေလှဲလက်တန်လှဲလက်ရမ်းတန်တွေအခြားပြည်ကမျိုးမျိုးတွေတုံးကြကြလိုက်ခင်ဗျာ။